တရားမင်းသခင်အခန့်ကိုကူကယ်ဖို့ရည်မင်းသားဒီခမဲတော်မင်းကြီးကိုတိုးရှိုးတောင်းပန်၏ခမဲတော်စိတ်မကြီးနဲ့စိတ်ငယ်သားတော်ရှိမှရောက်နေတယ်လို့မြင်အောင်မိတယ်ဗျာကူကယ်ရမယ်တဲ့ဒီစိတ်သားအမိဟာမကြခင်အချိန်အတွင်းမှာမာနခက်ထန်တဲ့တာဂီဝင်းကြီးရဲ့ဝမ်ပိုက်ထဲရောက်သွားမှာကို တတော်ဆောင်ဆိုင်မနေနိုင်တော့ပါဗျာတနာစီယာဒီခြေလေးကြောင်းသရဝါတွေကိုတနာကျင်လာတော့မူပါခမဲတော်ဗျာဒီစိတ်နှကောင်ကိုနှိလျာအဖြစ်ပတ်သက်လိုက်ဖို့တဖို့မှုကိုအမိတ်ချမှတ်တော်မူပါဗျာအမိတ်တော်ကိုယူဆောင်ပြီးတတော်ချက်ချင်းပြန်သွားလိုက်ပါမယ်ဗျာတောရဏမင်းကြီးဒီတတော်မင်းသားဤတိုက်လိုက်လေးလေးတောင်းပန်မှုကို တိုင်လျောတိအနေဖြင့်စိတ်သားအမိကိုမတက်ဖြတ်ရန်အမိန့်ချမှတ်တော်မူ၏တိဒ္ဓါမင်းသားသည်မြင်းကိုနောက်ပြန်လှည့်လိုက်ပြီးနန်းတော်သို့အမြန်ဆုံးပေါင်းတင်သွားလေ၏နန်းတော်နောက်ဖက်ရှိသဖိုးဆောင်နှင့်ကက်လျက်တည်ရှိသောကိုရောင်မှထွက်ပေါ်လာသည့်တောက်မဲ့ဖွယ်စူးစူးဝါးဝါးဟစ်အော်သံတစ်ခုကိုတိဒ္ဓါမင်းသားကြားလိုက်ရသည် မင်းသားဒီမြင်းကိုအတန်လာရာသို့ချက်ချင်းဥတီမောင်းနှင်လိုက်သည်ထို့နောက်စိတ်သားမိကိုရှာဖွေသည်စိတ်သားမိကမြေမှာလဲကြနေလိမ့်မည်၎င်းတို့ဤခြေတို့ကိုတုံ့နှောင်ထား၏ကောင်းတဲ့ကိုကဩဇာခွဲနေလိမ့်မည်လက်ချောင်းတို့မှစိတ်ကြနေသော သွေးများဦးနှွေးလျက်ရှိသေးသည်ခြေတို့လည်း ဆက်ဆက်ဒုက္ခလည်းရှိနေသေးသည်တိတ်တထမင်းသားသည်နာကြီးစွာဟိပေါ်လိုက်၏အိုးဆိုးလိုက်တယ်လူဘယ်လိုလှုပ်လိုက်တာလဲနှလုံးသားမှာရှိရလားမင်းသားသည်ကြောက်မဲ့ပွဲမြင်ကွင်းကိုမကြည့်ရနိုင်ပေတပူပြင်ကိုလက်ဝါးဖြင့်တွန်းဖြီး၍ပုံရင်အကြည့်တွဲလိုက်သည်လက်ကိုတပူပြင်မှာတင်ထားစေဖြစ်၏ ဝမ်းနဲ့ပဲလဲနာကျင်ကြေခွဲရင်သာသသမားဤမျက်နှာကိုငေးဆိုင်ကြည့်နေ၏သာသသမားသည် တွင်စိမ့်ရှင်ရှင်ပေးကြံနေသော သာသဓာကိုကိုင်ဆောင်လျက်မလုံမရှဲရက်နေလေသည် သာသသမားလို့ရည်ဒီတင်ကားနေတဲ့ဒီသားတဲ့အမေစိတ်မကိုတတ်နိုင်လောက်ဘယ်လိုများရက်ဆက်ခဲ့တာလဲ။ဘိုင်မဲလိုက်တဲ့တတ္တဝါစိတ်ကလေးကလည်းလူလိုပဲ လို့ဆုံနေရုံပဲရှိသေးတာတို့မခွာသေးတဲ့ဒီစိတ်ကလေးကိုဘယ်လိုများတက်ရက်ခဲ့တယ်လဲပြောစမ်းပါဦးဒီလိုတက်ဖြတ်မှုကိုဘယ်သူအတွက်လုပ်လိုက်တာလဲကွင်းလွတ်တော်မူပါအရှင်သာစိတ်မကြီးရဲ့အသားကလက်ထုံမင်္ဂလာဘွဲအတွက်ဖြစ်ပါတယ်ဗျာစိတ်တငယ်ရဲ့အသားကတော့မင်းကြီးနဲ့ရှင်မင်းသားတို့အတွက်ပါဗျာ ဒီစိတ်ကလေးကိုငါအတွက်တတ်ရမယ်လို့ဘယ်သူမင်ပေးခဲ့တာလဲစဖို့မှုသည်ကြောက်ရွံ့သောကြောင့်တန်ငယ်နှုတ်ဆက်သွား၏ထို့နောက်လက်ချောင်းများချိတ်ဆက်လျက်ဝိဆုပ်ထားသောလက်အုံဖြင့်မင်းသားကိုဥတည်လျှောက်ထား၏ဤခံခွင့်လွှတ်တော်မူပါအရှင်သာရှင်သားနှင့်ကျင်ရတော်မင်းသမီးတို့၏ပွဲတော်စားအမဲဟင်းအတွက်သားရဖို့စိတ်တငယ်ဒါမှမဟုတ် ငါးတငယ်ကိုနေ့စဉ်နေ့တိုင်းတက်ဖြတ်ခဲ့တာပါဗျာဒီနေ့မှထူးထူးခြားခြားဖြစ်ပွားခဲ့တာရဲ့လို့မရှိပါဗျာတော်တော်ငါ့အတွက်ပဲဖြစ်ဖြစ်မင်းသမီးအတွက်ပဲဖြစ်ဖြစ်နန်းတော်ကနေအမဲဟင်းယူမလာနဲ့တော့နန်းတော်ထဲမှာဒါမျိုးတွေနေ့တိုင်းဖြစ်ခဲ့တာကိုငါမသိခဲ့ဘူးခုချိန်ငါစားပြီးအသားမစားမိဘူးဒီယူဆိုင်တော့နှလုံးသားမဲလိုက်တဲ့သားသက်ကောင် ဒီပြစ်မှုမျိုးဘယ်လိုများလုပ်နိုင်ခဲ့သလဲပြောစမ်းပါဦးဒီလိုတက်ဖြတ်တာဘာကောင်းတယ်လဲဒီပြစ်မှုတွေရဲ့ကျိုးဆက်ကနေဘယ်လိုများလွတ်မြောက်နိုင်ပါလဲမင်းသားဒီသာသနာစဖို့မှုကိုဇက်တိုင်ဘေကွန်ထုတ်နေဤစဖို့မှုဒီသွေးစွန်းနေသည့်ဓာတ်ကိုပြစ်ချလိုက်ပြီးလက်တစ်ဖက်ကိုရှက်ပိုက်လျက်ကိုကိုပုံညုတ်ကအယုတ်သေးပြူရင်မင်းသားကို၆တည်ဤအရှင်သား နှစ်သက်ကောင်းနှစ်သက်နိုင်ပါလိမ့်မယ်ဗျာကျွန်တော်မျိုးဟာမြင့်မြတ်တဲ့ကင်းကာမျက်စီတစ်နှစ်တခါသွားပါတယ်ဗျာဘုယုံအဝါကိုဒီလိုခြုံပြီးမြင့်မြတ်တဲ့ကင်းကာမျက်ရည်မှာစိမ့်ပါတယ်ဗျာကျွန်တော်မျိုးရဲ့အပြစ်အလုံးကိုမြင့်မြတ်တဲ့ရေစင်နဲ့ချေကျောပါတယ်ဗျာကျွန်တော်မျိုးတို့တားတတ်တဲ့အလုပ်ကိုလုပ်ကင်လာတာဆွေမျိုး90ရှိပါပြီဗျာရှေးကမိဘဘိုးဘွားတွေလည်း ဒီနည်းနဲ့ပဲအပြစ်တွေကိုစေကြောခဲ့ကြပါလေရှင်သာယူလိုက်မဲလိုက်တဲ့လူတခြားနည်းနဲ့ကုသိုလ်ကောင်းမှုမလုပ်ဘူးလားရှင်မင်းသာကုသိုလ်ကောင်းမှုလည်းလုပ်ပါတယ်ဗျာကျွန်တော်မျိုးမှာအိုမင်းမစွမ်းမကြမ်းမမာဖြစ်နေတဲ့ဣလာနာဖခင်ကြီးရှိပါတယ်ဗျာဖခင်ကြီးဟာဒေလူမျိုးပါဖြစ်နေတဲ့ဓွားငယ်လေးလိုအမြဲအော်ဟစ်ကြီးတွားနေရပါတယ် အဲ့ဒီဖခင်ကြီးကိုကျွန်တော်မျိုးကိုယ်တိုင်ပြုစုလို့ကြွေးပါတယ်ဗျာတန်ရှင်းရေးလုပ်ပေးပါတယ်ဗျာဆေးကြောပေးပါတယ်ဗျာစာခွင့်ကြွေးပါတယ်ဗျာအိယာဝင်တဲ့အထိတိတ်ပေးပါတယ်ဗျာအယူပဲမြင့်မြတ်တဲ့ခင်္ဃာကြီးကမကောင်းမှုတွေကိုဆေးလျှော်ပစ်လိုက်တယ်လို့ကုသိုလ်ကောင်းမှုတွေကိုလည်းဆေးလျှော်ပစ်လိုက်လိမ့်မယ်လို့စဉ်းစားမိဘူးလားယူသွတ်တဲ့အယူဆွဲတွေကိုချုပ်ကိုင်းမထားပဲ ခုကျွလွန်နေတဲ့ပြစ်မှုမျိုးတွေကိုဆောင်ကျင်ပါငမိုက်သားရဲ့ဖခင်အိုကြီးခုနှစ်နှစ်လုံးလုံးဆင်းရဲဒုက္ခခံစားနေရတာဟာသူကျွလွန်ခဲ့တဲ့ပြစ်မှုကြီးတွေရဲ့အကျိုးဆက်ပေါ့မင်းသားဤနှလုံးသားဒီညှို့လျက်ပူပန်စေရရှိနေ၏မင်းသားဒီစိတ်သားမိဤရုပ်အလောင်းကိုနောက်ဆုံးအကျဉ်းပြစ်လိုက်သည်လောကကြီးတစ်ခုလုံးနာမကျန်းဆင်းရဲမှုစုအဝေးဖြစ်သည်ဟုသူ တွေးမိလိုက်သည်ဤနာမကျမ်းမှုကိုပူဇာဖြည့်ပြောက်ပင်နိုင်ရန်မင်းဧကရေဖြစ်အောင်ကြိုးစားရပြီလောတို့ဒီမဟုတ်တစ္ဆာတရားကိုထိုးထွင်းသိမြင်အောင်အားထုတ်ရပြီလောဥတီကိုလီစဉ်းစားကံဖွင့်နေပြန်လေသည်မင်းသားဒီစကားတစ်ခုမှမပြောတော့ပြီဘူရောင်မှတွက်ခွာလိုက်ပြီးရင်းပေါ်သို့တက်လိုက်သည်ထို့နောက် ဧထုံမင်္ဂလာဝဲကျင့်ပါရာသို့သွားလေ၏